ပထမဆုံးထူးခြားသတင်းအနေနဲ့ဒါအမ်ဘရန်လမ်းပေါ်မှာရှိတဲ့နေရီစခန်းပေါ့အကြောင်းတင်ပြပေးပါမယ်ဒါဒီစခန်းကိုတော့ကဘာလုံးတောင်ပေါ့ကဘာလုံးကြီးရှိတော့အဲ့နေရာမှာကဘာလုံးတောင်စခန်းလို့လည်းခေါ်ပါတယ်အဲကျွန်တော်တို့အမ်ဘက်ကနေဆိုရင်အဲ့ဒီကိုအနည်းဆုံးဒါ25မိုင်နဲ့မိုင်30ဒီကွင်းချင်းမှာရှိမယ်ဟိုမြေပုံ great god အရဆို great god 20လောက်ရှိတာပေါ့နော်အဲ့တိုင်းတာမျိုးမှာအဲ့စခန်းကိုဒါ ဒီ A တော့ခေါင်းစည်တက်တာတော့ A လက်နက်ကင်အကြံဖက်အဖွဲ့ပေါ့နော်အဲ့ဒီအဖွဲ့နဲ့တိုက်တယ်ဆိုပြီးတော့ဒါလူများသူကတော့ထင်ကြတာပေါ့တကယ်တမ်းဒီနိုင်ငံစကန်ကိုတိုက်ခိုက်နေတဲ့အထက်မှာဒါမကွေးပြည်ရဲ့အဖွဲ့နောက်စီရီယက်ချင်းဖွဲ့တွေပါဝင်ပါတယ်ဒါကရခိုင်ရုံးမပေါ်မှာနေတဲ့စီရီယက်ချင်းဖွဲ့ရဲ့မကွေးတန်းကနေတော့ခုသဘုံထားထားကြတဲ့ PDF တွေအဲစုစုပေါင်းပြီးတော့ဒါအင်အား2000လောက်နဲ့ ဒါဒီတိုက်ခိုက်နေတာဗောနော်အဲဒီတိုက်ခိုက်မှုမှာဒီတိုက်ပွဲဖြစ်ွားတယ်ဟာဒါ၄ရက်လောက်ရှိသွားပြီဗောနော်10ရက်နေ့လောက်ကနေစတင်ဖြစ်ွားတယ်ဒါသူတို့ရဲ့ဝါရဖြန့်ချက်သတင်းတွေမှာဒါနေအကန်စကန်ကိုကာကင်းကိုသူတို့ရပြီကဘာလုံးတော်စကန်ကိုသူတို့ရပြီဆိုပြီးတော့မှုံမှန်သတင်းလိုလေအဲတစ်ချိန်နဲ့တစ်ပြိုင်နက်မှာပဲအဲလွှင့်ထုတ်လာတာကိုကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ဟိုပြန်ပြီးတော့ကျွန်တော်တို့သတင်းမှန်တွေကိုပြန်ပြီး ကြည့်ရှုတဲ့အခါတရင်တွေကိုလိုက်ကြည့်တဲ့အခါအဲဒီနေရေကန်စကန်းကို၎င်းဒီကဘာလုံးတော့ကာကင်းစကန်းကို၎င်းဘယ်နေရာအောင်မှဒီ CDF ချင်းဖွဲ့ရဲ့ AA ရဲ့မကွေး PDF ဖွဲ့တွေကပူပေါင်းဖွဲ့တွေကသိမ့်ပိုက်နိုင်ခြင်းမရှိသေးပါဘူး။အဲတပ်မတော်ရဲ့စစ်ကူစေချောင်းတွေကလည်းအဲဇက်တိုက်ရောက်ရှိနေတယ်ဆိုတဲ့သတင်းကိုကျွန်တော်တို့ဒါနေရာတော့ကျွန်တော်မဖော်ပြလုံလုံရရမဖော်ပြတော့ဘူး။အဲဇက်တိုက်အဲတွားနေတယ်ဆိုတဲ့သတင်းကိုတော့ကျွန်တော်တို့သိရပါတယ်။ဒါအမ်ဘရန်လမ်းပေါ်မှာ အဲကျွန်တော်တို့ပြောတယ်သူတို့ကတော့မကွေးတိုင်းရဲ့ဝင်ပေါက်လို့ပြောပါတယ်ကျွန်တော်တို့ဘက်ကပြောမယ်ဆိုတော့ရခိုင်ပြည်နယ်ကိုဝင်ပေါက်ပါကျွန်တော်တို့ကရခိုင်ပြည်နယ်တဲ့ကိုဝင်မယ်ဆိုရင်မဖြစ်မနေဖြစ်သားမယ်နေရရခိုင်ပြည်နယ်ကိုဝင်ပေါက်ပါဒါဆိုရင်ရခိုင်ပြည်နယ်ဘက်ကိုကျွန်တော်သွားမှဖြစ်တော့မယ်ရခိုင်ပြည်နယ်ဘက်ကိုသွားမယ်ဆိုရင်ကျွန်တော်အမ်ဘရန်အပေါ်ဘက်ကစပြုံးမယ်ဆိုရင်အမ်ဘရန်လမ်းပေါ့နော်အမ်ဘရန်လမ်းပေါ်မှာနိုင်ငံစခန်းဆိုတော့တကယ်ကိုအချက်ချကြတဲ့နေရဖြစ်ပါတယ်ဒီလမ်းကြောင်းကနေဒါဒါအမ် ဟိုသိမ့်ပိုက်တဲ့လူရတယ်။နောက်အန်စစ်တွေလမ်းရှိတယ်။နောက်ဒီနေရာမှာကျွန်တော်ထည့်ပြီးပြောချင်တာကစစ်တွေတို့ကြောက်ဖြူတို့တမတော်ဆိုတာလက်ရှိချိန်ဒီပေါ့နော်မန်အောင်လို့လက်ရှိချိန်ဒီအသိတမတော်ကထိချုပ်ထားတဲ့နေရာတွေပေါ့ဒီနေရာတွေကနေဒါတိုက်စစ်ဆင်မယ်ဆိုရင်တော့အတွင်းပိုင်းကနေတိုက်စစ်ဆင်ခြင်းကကြီးရီလီကြီးရီလီပူပေါင်းစစ်စီဆောင်ရွက်နိုင်တဲ့အနေထားဖြစ်ပါတယ်အကြေးဒီအမ်ဖရန်လမ်းပေါ်က နေကစကန်ကဘာလုံးတော့စကန်ကိုသူတို့ကမကာနိုင်တော့ဘူးဖီယာမပေးနိုင်တော့ဘူးဆိုရင်အန်းကလည်းမကြခင်တမတော်ရဲ့လောက်ကိုပြန်လဲရောက်ရှိမှာဖြစ်တယ်အဲဒါကြောင့်ဒီနေကစကန်ကိုဒီအပောင်ဝင်အချက်ဖတ်တောင်းကျန်သူဖွဲ့တွေကဒါအပြင်းထန်တိုက်ခိုက်နေတာဖြစ်ပါတယ်နောက်တစ်နောက်တစ်လမ်းကြောင်းတစ်ခုကတော့ဒါအုတ်ချစ်ပင်တောင်ကုန်းလမ်းပေါ့နော်အုတ်ချစ်ပင် တောင်တောင်ကုန်းလမ်းပေါ့ဒီလမ်းပေါ့ဗရောင်းတက်နယ်ထဲမှာရှိတယ်ဗရောင်းမြို့နယ်ထဲမှာရှိတယ်ညောင်ကျိုးစကန်းဆိုတာလည်းနာမည်ကြည့်ပါလားညောင်ကျိုးစကန်းကိုဒါအေးရသိမ့်ပိုက်ထားတယ်ဆိုတဲ့သတင်းတွေလည်းခင်ဗျားတို့သိပြီးဖြစ်မှာပါအဲဒီနေရာပတ်ဝန်းကျင်မှာလည်းတိုက်ပွဲတွေကဆက်လက်ဖြစ်ပွားနေပါတယ်ဒါဆိုရင်အမ်ဗရန်လမ်းပေါ်မှာနယ်ရီကန်စကန်းအချက်ချာကြသလိုကွာကျိန်ဒီလီ sorry အုတ်ချစ်ပင်တောင်ကုန်းလမ်းပေါ်မှာလည်းညောင်ကျိုးစကန်းကတကယ်ကိုအချက်ချာကြတဲ့နေရာဘကိုးတိုင်းရဲ့ဝင်ပေါ့ ပြောမယ်ဆိုရင်ဘကူတန်းရဲ့ဒီရခိုင်ကိုဝင်မယ်ဆိုရင်ဝင်ပေါက်ဖြစ်ပါတယ်အဲ့တော့သူတို့ဘက်ကလေကျွန်တော်တို့ဘကူတိုင်းလေးကိုဝင်ရင်အုတ်ချစ်ပင်ဒါတောင်ကုန်းအုတ်ချစ်ပင်လမ်းကဝင်လို့ရမယ်မကွေးတိုင်းလေးကိုဝင်ရင်အမ်ပရန်လမ်းကဝင်လို့ရမယ်နောက်တစ်ခုလမ်းနောက်ထပ်စစ်ပြူအားရဒီရခိုင်ပြည်နယ်အတွက်အရေးကြီးဆုံးစစ်ပြူအားတစ်ခုဒါကတော့ဟိုတချို့တမိုင်းကိုလေးလာဘူးတဲ့သူတို့သိမှာပေါ့နော်ဒီဘေးနောင်မင်းတရားကြီးရခိုင်ကိုခြေတက်တိုက်ခိုက်တင်းယူခဲ့တဲ့လမ်းပေါ့နော်ဒါကတော့ဒီခွအေအိုင်တန်းကဒီခွအကျိန်တလိ ဟိုတန်တွဲပေါ့နော်လမ်းပေါ့ဒီလမ်းကြောင်းကတော့ဒါရေကြောင်းကုန်းကြောင်းခြေလို့ရပြီတော့ဒါဘေးနောင်မင်းတရားကြီးလက်ထက်ကဒါရခိုင်တောင်းကျမ်းမှုကိုနှိမ်နင်းခဲ့တဲ့လမ်းကြောင်းကြီးလမ်းကြောင်းဖြစ်ပါတယ်ဟောနော်အဒီမဟာပြူကလမ်းကြောင်းဒီရခိုင်ပြည်နယ်ဝင်မဲ့မဟာပြူကလမ်းကြောင်းလေးပေါ်မှာပဲအဲတိုက်ပွဲတွေကဖြစ်ပွားနေတာဖြစ်ပါတယ်အဲအတွင်းပိုင်းရခိုင်ပြည်နယ်ထဲမှာတော့အဓိကမြို့တော်ဖြစ်တဲ့စစ်တွေးနော်အဓိကစီးပွားရေးမြို့တော်ဖြစ်တဲ့ကြောက်ဖြူ နောက်မှန်အောင်ပေါ့နော်ဒီသုံးမျိုးကိုတတ်မတော်ကထိန်းချုပ်ထားတာဖြစ်ပါတယ်ဒီပြောမယ်ဆိုရင်တော့ရခိုင်ပြည်မှာလဲအလုံးသိတဲ့အတိုင်းပဲကုန်းမော်မှာဆိုရင်အုံစည်းပဲထွက်တယ်ရေထဲမှာမြမပေးလင်မှာတော့ဘာဝတွင်းထွက်တယ်ထွက်တာဖြစ်ပါတယ်အဲ့တော့ဒီရခိုင်ပြည်ရဲ့ပြည်ရဲ့တကယ်ရခိုင်ပြည်နယ်ရဲ့တကယ်စီးပွားရေးအချက်အချာနေရာတွေကိုတော့တတ်မတော်ကသာထိန်းချုပ်ထားတာဖြစ်တယ်ပြည်တနာနေရာတွေဖြစ်တဲ့ဘူးစီတောင်လို့မောင်းလို့ဒီရခိုင်မြောက်ပိုင်းတကယ်ပြည်တနာတက်တဲ့နေရာတွေပေါ့နော် ဒီနေရာတွေကတော့ဒါချီတော့ကိုခေါင်းပေါ်တင်ထားတယ်ဆိုတော့ထွန်းမြတ်နိုင်လက်အောက်မှာရှိတယ်အဲဒီပြောမယ်ဆိုရင်အဲဒီပြဿနာကြောင့်ပဲဒါမောင်းတော့မှာဗလီဖွင့်ပေးရတယ်ဆိုခင်ဗျားတို့မကြခင်ရပိုင်းတဲ့တရင်တွေလည်းကြားရမယ်ထင်ပါတယ်ဒါရခိုင်ပြည်နယ်မှာအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေကြောင့်ထုံးမြနိုင်ကိုတရားစွဲမယ်လို့လုပ်နေတဲ့အချိန်မှာပဲဒီထုံးမြနိုင်ကဒီဒီဗလီကြီးကိုဖွင့်ပေးလိုက်ရတာဖြစ်ပါတယ်ဒါလည်းခင်ဗျားတို့သတင်းသိရမှာဘာဘာကြောင့်ဘာလုပ်တယ်ဆိုတာနိုင်ငံရေးရည်ရွယ်ချက်တွေရှိတာဖြစ်လို့သူ့ကိုတရားစွဲတော့မယ်အနေထားမျိုးလူမျိုးတို့တပ်ဖြတ်မှု မှုကြောင့်တရားစွဲမဲ့အနေထားမျိုးမှာဒါထုံးမြတ်နဲ့ရောက်လာပြီးဒီဗလီကိုဖွင့်ပေးလိုက်တဲ့အခြေအနေမျိုးဖြစ်ပါတယ်နိုင်ငံရေးရပြောမယ်ဆိုရင်အယောအဆသဘောမျိုးပါပဲအဲဒါကတော့ဒါရခိုင်ပြည်နယ်အခြေအနေမှာအကဲရခိုင်ပြည်နယ်ကိုထိုးစစ်ဆင်တက်မလို့တကယ်တိုက်ခိုက်မယ်ဆိုရင်လက်ရှိအနေထားဒီနော်ထိန်းချောင်းထားတဲ့အနေထားစီးရေးရှင်တွေကထိန်းချောင်းထားတဲ့အနေထားလောက်ပဲဖြစ်ပါတယ်ရခိုင်ပြည်နယ်ကိုထိုးစစ်ဆင်မယ်ဆိုရင်ကျွန်တော်တို့ဒီလောက်နဲ့မပြီးပါဘူးအကဲရခိုင်ပြည်နယ်ကိုကျွန်တော်တို့တပ်တွေကပြန်ပြီးတက်မလို့ကထိုးစစ်ဆင်မယ်ဆိုရင်ဒါ ဗျူအားလိုက်လေ့ကျင့်ထားတဲ့တက်ဒီနော်တက်ရင်လိုက်လေ့ကျင့်ထားတဲ့တက်ဒီနော်တက်မလိုက်လေ့ကျင့်ထားတဲ့နော်လေ့ကျင့်ထားတဲ့တက်ဒီနဲ့ဒါစင်းလေးပြောင်ပြောင်ချီတဲ့တိုက်ခိုင်းပါသားမိမိကထိခိုက်ကြဆုံးမှုအနေဆုံးတဲ့ရန်သူနေရာတွေကိုတိုက်ခိုက်သိမ်းယူနိုင်မှာဖြစ်တယ်အဲဒီနေရာမှာပေါ့နော်အုတ်ချုပ်ထောက်ပံ့မှုနဲ့ဒရုန်းပေါ့အုတ်ချုပ်ထောက်ပံ့မှုနဲ့ဒရုန်းနီးပညာလုံစွာလိုအပ်ပါတယ် နော် drone ပညာလိုအပ်တယ် drone ပြန်သန်းနိုင်ဖို့ကအထူးကလိုအပ်ချက်ဒီမီဇက်73စီပေါ့နော်73စီပို့နိုင်ရမယ်မီဇက်လေပတ်နိုင်ရမယ်အခုကျွန်တော်အထက်မှာတင်ပြခဲ့နိုင်ငံစကမ်းမှာဖြစ်ခဲ့ဖြစ်ခဲ့တဲ့အကြောင်းအရာတွေဆိုရင်နိုင်ငံစကမ်းမှာဒါဒီကျွန်တော်တို့အုပ်ချုပ်ထောက်ပံ့မှုတက်တောက်သွားတဲ့အတွက်ဒါ drone တွေမောင်းမှု 73စီပြက်လက်သွားတယ်ဆိုတဲ့သတင်းကိုကျွန်တော်တို့ရရှိတယ်အဲ့တော့အခုတော့ပြန်လဲရရှိပြီဆိုတဲ့သတင်းမျိုးကိုရရှိတယ်ကျွန်တော်ကျွန်တော်စစ်တိုက်ပြီဆိုရင်တော့ဒါမျိုးတွေဖြစ်လို့မရဘူးဒါမျိုးတွေအတွက်ကြိုးတင်ပြင်ဆင်ထားဖို့လိုတယ်အုပ်ချုပ်ထားဖို့မှုတွေနော်73စီမိဆက်နော်အပြည့်စုံတဲ့ဒုံအားသွင်းမှုတွေနေ့စဉ်ဆောင်ရွက်ပြီးတော့နေ့စဉ်ဒုံတိုက်ခိုက်မှုတွေကဆောင်ရွက်နေရမှာဖြစ်ပါတယ်ချင်းလင်တက်တွေကလည်းစစောကျွန်တော်ပြောသလိုနော်ဖြူလာလိုက်တန်းရင်လိုက်ဖြူလာလိုက် တက်မှတ်လိုက်လေ့ကျင့်ထားတဲ့တက်တွေဖြစ်ဖို့လိုအပ်ပါတယ်ပြီးရင်အတွင်းပိုင်းကနေကြီးရည်လေးထိုးစစ်ဆင်မှုကလည်းဒီစစ်တွေကနေစပြီးရသေးတောင်လောက်ကိုကန်တက်တိုက်ခိုက်တာကြီးရည်လေးထိုးစစ်ဆင်ပြီးတိုက်ခိုက်တာမျိုးတွေအေးဖြစ်တင်ပါလေအဲဒါလက်ရှိနေထားမှာတော့ဒါပွင့်လင်းရာသီကိုရောက်လာပြီဒါရခိုင်ကိုရခိုင်ကိုဒီတိုင်းနောက်ထပ်တစ်နှစ်လက်လွတ်ထားမယ်ဆိုရင်အကျိုးဆက်တွေရှိပါတယ်ဘာကြောင့်လဲဆိုတော့ဒါပြောမယ်ဆိုရင်ရခိုင်နော်နေဆက်က ဘင်္ဂါလီအရေးကိစ္စတကယ်တမ်းတော့ AA ကကင်တွင်နိုင်ရင်မရှိပါဘူး AA ကိုဒါယူရန်နေရှုံးချဖို့เนาะဘင်္ဂလားဒေ့ရဲ့တင်သွင်းထားတယ်ခင်ဗျားတို့ကြားမှာတော့နောက်တစ်ခုကဘာလဲဆိုမူရီဆေးဝါပြသနာ AA ရဲ့ရှင်တဲ့ရည်တည်မှုဒီမူရီဆေးဝါပါဆိုတာနိုင်ငံတကာကလည်းသိတယ်ဘင်္ဂလားဒေ့ကလည်းသိတယ်ကျွန်တော်တို့မြန်မာအစိုးရကလည်းသိပါတယ်အဲ့တော့ရေရှည်မှာဒီမူရီဆေးဝါတားကုန်နေရခိုင်ပြည်နယ်ကိုရေရှည်သိမ့်ပိတ်ထားမဲ့ဆိုရင်နောက်လာမဲ့အကျိုးဆက်တွေဟာအကောင်ဖြစ်เสียအကြောင်းမရှိပါဘူးနောက်တစ်ခုတစ်ခုက ဒီတော့ထူထပ်နေတဲ့မြို့တွေပေါ့နော်ဟိုမြို့ကိုသိမ်းလိုက်တယ်ဆိုရင်အိုးအုတ်ချိုကြီးဒီဘိုင်းကြီးမဆောင်ရနိုင်ဘူးပညာရေးကျမ်းမာရေးစီမံရေးဘယ်နေရာမှာဆောင်ရမပြည့်နိုင်ပဲမြို့ကိုသိမ်းနေလဲဒါလှုပ်လိုက်တာပါအဲ့တော့ဒီမြို့ကိုပြောပြောမယ်ဆိုရင်သိမ်းနေဆိုတာတစ်ဖြက်စီးလိုက်တာ ਨੇ တူပါတယ်အဲ့မြို့ကတော့ထူထပ်ပြီးတော့ပျက်စီးသွားတာပဲတနည်းဆိုတနည်းပို့ပြီးရခိုင်မီနယ်မြို့တွေကပျက်စီးသွားမယ်အခြေအနေမျိုးဥပမာမြောက်ဦးမြို့လို့ဒါရှေးအောင်မွန်းနေမြို့တွေဆိုတောချုံချုံကြအောက်ကိုရောက်သွားမယ်အခြေအနေမျိုးဖြစ်သွားလိမ့်မယ်လို့ကျွန်တော်က သုံးသက်ပါတယ်အဒါရခိုင်ပြည်နယ်အခြေအနေပါလက်ရှိအနေထားမှာเนาะဒါဒီရခိုင်ပြည်နယ်မှာငတ်ဘေးပြဿနာတွေရင်ဆိုင်ရတယ်နော်နော်ဒီကလေးတွေတိမ့်နေချီပြီးတော့ဒါစာမတင်ရတဲ့တောင်းနေချီပြီးစာမတင်ရတဲ့ပြဿနာတွေရေဆိုင်နေရတဲ့အနေထားဖြစ်ပါတယ်နော်ဒါကသက်ရှိပကတိရခိုင်ပြည်နယ်အခြေအနေနဲ့အေးတောင်းကြမှုနှိမ်နှင်းနေတဲ့အခြေအနေဖြစ်ပါတယ်ဒါတီဘောသတင်းကတော့ခင်ဗျားတို့ အားလုံးကြားပြီးထင်ပါတယ်ရှမ်းမြောက်မှာတီဘောကိုတက်မတော်စစ်ကြောင်းတွေကတိုက်ခိုက်နေမနေ့ကဆိုရင်ကျင်းစီသရားကိုတိတ်နေပြီးရင်တက်မတော်အောင်မြင်ချက်တဲ့ဘော်ဂျိုတိတော့သိမ်းယူခဲ့တယ်အဲ့တော့မကြာတော့ဘူးထင်ပါတယ်ကျွန်တော်ထင်တော့เนาะကြားသတင်းကဆိုတော့တချို့ဒီ TL အလန်နေဖြုတ်ပြီးတော့ထွက်ခွာကိုမြည်ပြီးဆိုတဲ့သတင်းတွေလည်းရတယ်အဲ့တော့တိုက်ပွဲအပြင်းထန်ဖြစ်ပွားဖို့တော့ရှိနေသေးတယ်ဒါစကန်စစ်စင်ထားတဲ့နေရာရှိသေးတယ်အင်အား200 300နဲ့အဲ့အဲ့တော့မနက်ဖြန်တည့်ရက်တော့ကျွန်တော်တို့စောင့်ပြီးကြည့်ရမယ်စစ်တိုက်တယ်ဆိုတော့ရဲရဲသူသာအောင်ကြောင်းပြ ဆိုတဲ့အတိုင်းပဲနော်အသက်သွေးရှိတွေရင်းပြီးတော့တိုက်ယူရတာဖြစ်တယ်ဒါတီဘောသတင်းကတော့မကြကပါဘူးတီဘောကလေးရပြီဆိုရင်တီဘောနဲ့လာချိုးချောင်းလေမီနှစ်ဖက်လေမီရှင်းရမယ်ပြီးရင်ကျွန်တော်တို့မန္တလေးလာချိုးလန်းရပြန်လဲပွင့်သွားမှာဖြစ်ပါတယ်နောက်တော့ဒူးကြသတင်းတစ်ခုကျွန်တော်တင်ပြပေးပါမယ်အဲ့ဒါဘာလဲဆိုရင်ဟိုဘသူမှလည်းသတင်းသမားတော်တော်များများမပြောတဲ့သတင်းပေါ့နော်ဝီလန်ကောင်းပြတဲ့ဒေတာကနေရတဲ့သတင်းပေါ့အဲ့တော့ကျွန်တော်တို့မြန်မာပြည်မြောက်ဖမ်းမှာမြောက်ဖမ်းမှာရှိတဲ့ အပူတော်ကိုခေါလံမှုဒေတာရဲ့စီရေးသတင်းအခြေအနေမျိုးဖြစ်ပါတယ်အဲဒီသတင်းကိုကျွန်တော်ဆက်ပြီးပြောမယ်ဆိုဆဲရဲ့6ရက်ဆဲလာ2025ရက်နေ့မှာတရုတ်မြန်မာနယ်စပ်မိုင်းနိုင်29နော်မိုင်းနိုင်းစနစကူမှာဒီလီဆူ NLD ပါတီတော်ခုလီဆူအမတ်အာဒီယွန်ဟန်ဦးဆောင်တဲ့ဒီ KIA နော် KIA အောက်ကလီဆူတရင်နဲ့ဒီကျွန်တော်တို့ခေါလံဖူးပူတော်ကို ရောဟန်ပြည်သူစစ်တပ်ဖွဲ့ဝင်တွေနဲ့တိုက်ပွဲစတင်ဖြစ်ပွားပါတယ်ဒီတိုက်ပွဲမှာဒါဂျန်သူကအင်အား200ကျော်အသုံးပြုတယ်ဒါဒီပြည်သူစစ်စခန်းဟာဆုတ်ခွာပေးလိုက်ရတယ်မိုင်းနယ်နယ်စကူနာစခန်းဆုတ်ခွာပေးလိုက်ရတယ်ဆိုလဲသတင်းကိုရရှိပါတယ်အဲသူအဲ့ဒီ KIA အဖွဲ့တွေမှာနော်လီစုဒီအာဒီယောင်းဦးစီးရဲ့လီစုတက်ဖွဲ့တွေပါတယ်နောက်တရုတ်မြန်မာနယ်စပ်ကခြေစားလီစုတက်တွေလီစုတွေပါတယ်ဆိုတဲ့သတင်းကိုသိရပါတယ်သူတို့ကချင်းကောင်ကနေနော်အထက်တိဘက် တိနော်တိဘက်တိပေါ့တိဘက်မြန်မာနေဆက်တိနော်တိဘက်တိအဲတိဘက်လောက်တိသူတို့ကတိမ့်ယူဖို့ဒါသူတို့ထိုးစစ်ဆင်လာတယ်ဆိုတဲ့သတင်းကိုကျွန်တော်တို့ဒါဒေသခံနော်ရောင်ပြည်စုစစ်တီအပြောပါတယ်နော်ဆယ်ရဆယ်လာ2025ရဲ့နေ့မှာပေါ့နော်ဆယ်ရဲ့နေ့မှာ2000မချမ်းဖုံးနဲ့နောင်မိုးချမှာ တိုက်ပွဲဆက်ပြီးအေးဖြစ်ပေါ်ပါတယ်အဲဒီတိုက်ပွဲကတော့အဓိကတော့ဒီမချမ်းဘောလမ်းကြောင်းပေါ့နော်ဒီဆက်သွေးလမ်းကြောင်းပေါ့မြေကြီးနားမချမ်းဘောပူတာကိုလမ်းကြောင်းကိုဖြတ်တော့ဆက်သွေးလမ်းကြောင်းကိုဖြတ်တော့ဖို့နဲ့မိမိတက်တွေမရှိတဲ့နောင်မုံးမျိုးကိုနော်နောင်မုံးမျိုးမှာမိတက်တွေမရှိဘူးနောင်မုံးမျိုးကိုသိမ်းယူဖို့အတွက်အဲဒါလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်အဲဒါဆိုရင်ဒါဒါဒီမြမပြည်မြောက်ဖားမှာဖြစ်နေတဲ့ဒါစစ်ပွဲတွေအကြမ်းကြီးရဝံတိုင်းသားပြည်သူစစ်တင်တဲ့ ဒါဒီ KIA နဲ့ဖြစ်နေတဲ့တိုက်ပွဲတွေကိုအကြမ်းမျက်စီမှာမြင်အောင်မြင်လိမ့်မယ်လို့ကျွန်တော်ကထင်ပါတယ်အဲအဓိကဖြစ်တဲ့အကြောင်းအရာထပ်ပြီးပြောရင် KIA ကလမ်းဆဲမှာအရွှေဒီအကြီးကြီးတူးပါတယ်အရွှေတူးတဲ့ဒင်းရနေရာမှာဘသူကဘသူနဲ့ပူပေါင်းပြီးတူးလဲဆိုရင်ဟောင်ကောင်တည်းဟောင်ကောင်တည်းဟောင်ကောင်တည်းမစ္စတာယုတ်မစ္စတာတိန်ပေါ့မစ္စတာတိန်နဲ့ဒါဖက်ဆက်လုပ်ပြီးတော့ဒီ KIA နဲ့ဒါ ထွက်ဆက်လုပ်ပြီးဒီရွှေတွေကိုတူးယူနေတာဖြစ်ပါတယ်အဲ့တော့ KIA ရဲ့လိုအပ်တဲ့ခဲယမ်းလက်နက်ခဲယမ်းနဲ့ PDF နော်အဖွဲ့တွေနော်နောက်ဒီလီစုသဘုံတွေပေါ့နော်အဲဒီအာဒီယွန်ဟန်ဒီ NLD အမဥဆောင်တဲ့လီစုသဘုံတွေကိုလက်နက်ခဲယမ်းနောက်ဒရုန်းဓာရီတက်ဆင်ပြီးနေတာအဲ့ဒီမစ္စတာဟိုပေါ့နော်တိန်စုလို့ခေါ်တဲ့ဒါဟောင်ကောင် ဟောင်ကောင်ဟောင်ကောင်တတိတယောက်ပေါ့။ तू ကဟောင်ကောင်တတိတယောက်လို့ဖြစ်ပါတယ်။ तू ကဘလောက်ချိန်လန်းကျဲလဲဆိုရင်ဒီနေပြည်တော်အတိုင်းဝိုင်းမှာရှိတဲ့မြန်မာအတိုင်းဝိုင်းတချို့နဲ့ပေါင်းပြီးတော့ဒီအဲလန်ဆယ်ဒေသနဲ့လန်ဆယ်ဒေသနဲ့ခေါင်လန်မှုဒေသတတ်ထုတွေကိုအဲတင်းယူဖို့လှုံ့ဆော်နေတာဖြစ်တယ်လို့ရောဟန်တိုင်းသားခရီးဟာဒေသခံရောဟန်တိုင်းသားတွေကပြောပါတယ်။နောက်73ရက်နေ့မှာစီလန်တန်းစကန်း စတင်တိုက်ပွဲဖြစ်ပွားပါတယ်အဒါစီလန်တန်းစကန်ဆိုတာအဒါဒီမိုင်နာ29နားမှာပဲရှိတယ်အဲအင်အား150နေရာလောက်နဲ့လာပြီးတိုက်ခိုက်ကြတာဖြစ်တယ်အဲ့တော့ဝန်ဝန်ပြည်သူစစ်တရားတော့အဲ့ဒီဒေသမှာလာ KIA အကြမ်းဖက်တောင်းကျန်သူအဖွဲ့နဲ့ KIA အောက်ကအာဒီယွန်ဟန် NLD မှာဥဆောင်တဲ့လီဆူးသဘုံတွေကိုခုခံတိုက်ခိုက်နေရတယ်ဖြစ်ပါတယ်အဲဒီတိုက်ပွဲတွေမှာတော့ရာသီဥသူ့တာယာတဲ့အချိန်မှာတော့သူတို့ကလေလေချောင်း အောင်လေချောင်းထိုးစစ်ကိုလေချောင်းကနေပြစ်ကူဝင်မှုသူတို့ကမျောလင်းပါတယ်အဲဒါကြောင့်ဒီမြန်မာပြည်မြောက်ဖျားကလည်းအလွန်အရေးကြီးပါတယ်တင်ရဇာတာအလွန်ကြွယ်ဝတဲ့မြန်မာပြည်မြောက်ပိုင်းရေခဲတောင်ဒေသဟာအကဲရွန်ဝမ်တိုင်းသားပြည်သူစစ်တွေက ရေရှည်မကာကွယ်နိုင်ဘူးဆိုရင်တော့ဒါအချမ်းဖတ်သမားတွေရဲ့လောက်ကိုကြားရောက်သွားမှာ ဖြစ်ပါတယ်။ဒါအထူးခြားသတင်းနေနဲ့ကျွန်တော်ထပ်ပြီးဒါမြမာပြည်မြောက်ဝမ်းအရှင်တွေကိုတင်ပြပေးတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ခုနေနဲ့ဒါ NCA 10နှစ်ပြည့်အခမ်းအနားကိုတက်ဖို့တိုင်းသားခေါင်းဆောင်တွေနေပြီးတော့ရောက်ရှိနေတဲ့လက်လက်ရောက်ရှိနေပါတယ်။ငင်းငင်းကိုလူလာတဲ့လက်လက်ကင်အဖွဲ့အစည်းတွေကတော့ဒါဒီ NCA 10နှစ်ပြည့်ခွဲကိုတက်ရောက်ကြမယ်။ NCA ကတော့ဒါရှင်းပြောရင်တကယ်သာလိုက်နာ ကောင်းထဲဖို့မယ်ဆိုရင်တကယ်ငြင်းငြင်းရနိုင်တဲ့နော်စာချုပ် တစ်ခုဖြစ်တယ်เนาะစာချုပ်တစ်ခုဖြစ်ပါတယ်အဲ့တော့ငင်းငင်းအေးစဉ်းစားမယ်ဆိုရင်ကျွန်တော်တို့ယူဆကတော့ငင်းငင်းကိုစဉ်းစားရင်အနာဂတ်ကိုစဉ်းစားဖို့လိုပါတယ်เนาะအနာဂတ်ပြည်သူတွေအထိငင်းငင်းဖို့လိုပါတယ်လက်တလောငင်းငင်းနာမျိုးထအနာဂတ်လူငယ်တွေလက်ထက်ကိုလက်နက်တွေမရောက်မရောက်ဖို့เนาะဒီပညာရေးနဲ့ပတ်သက်တဲ့ကွန်ပျူတာတွေရောက်ဖို့เนาะလိုအပ်ပါတယ်အနာဂတ်နဲ့ရှင်ထိုးသိနေလို့ကျွန်တော်က ပြောလို့ပါတယ်အထူးခြားသတင်းတွေရှိသေးတယ်နထိုးကြီးမျိုးနယ်ပေါ့နော်7ဂျီရောမှာတိုက်ပွဲဖြစ်ပါ7ဂျီရောမှာရှိတယ် PDS ကန်ကိုအထူးရဲကွန်ပျူတာတပ်ဖွဲ့ကအထူးရဲစစ်ကြောင်းတွေရှိတယ်အထူးရဲစစ်ကြောင်းတွေကဝင်ရောက်တိုက်ခိုက်တဲ့အတွက် PDS အလောင်း12လောင်းနော်လက်နက်မျိုးစုံ10လက်ကြီးအဲ26ခု G2000 တောက်ကြီးကအုတ်ထုတ်6လုံး icon နှလုံးဒါတွေကဟိုကျွန်တော်တို့ Telegram channel မှာလည်းတင်ပြထားပါတယ်เนาะဒါဒါတွေက Telegram channel မှာလည်းတိတိကျကျတင်ပြထားတာတွေ့ရတယ်။ဒါဖန်းစီနောက်ဒါဖန်းစီရမိခဲ့ခဲ့တယ်။နောက်နောက်ထပ်နှောင်းကန်ရွာမှာထပ်ပြီးဒီနေ့တိုက်ပွဲထပ်ပြောရတယ်။အကန်နှောင်းရွာပေါ့ sorry ကန်နှောင်းရွာမှာကြည့်ရမှာဆက်ပြီးတိုက်ပွဲဖြစ်သွားတဲ့အချိန်မှာအဒီအချက်ဖက် PD ရဲ့၃လောင်းနောက်လက်နှက်နှက်လက်ထပ်ပြီးရတယ်เนาะဒါဒါတွေကတော့ ဒါဒီနေ့တိုက်ပွဲသတင်းလေးတွေပေါ့နော်။နောက်မိုးကုတ်ကိုထိုးနေတဲ့စစ်ကြောင်းဖော်တော့လမ်းစုံကြော်ပြီးတော့ဆက်လက်ရှိတက်သွားပြီဆိုတဲ့သတင်းကိုလည်းကျွန်တော်တို့ရတယ်။ဒါကတော့2025ခုနှစ်အောက်တိုဘာလ14ရက်နေ့မှာရရှိတဲ့သတင်းဒူးလေးများဖြစ်ပါတယ်။အာနိုင်ငံရေးသတင်းတွေတော့ကျွန်တော်ဒီနေ့မပြောတော့ပါဘူး။နိုင်ငံရေးသုံးသပ်ချက်တွေပါကျွန်တော်ထပ်ပြီးပြောရင်အချိန်အချိန်အချိန်ကတအားလှင့်သွားပါလိမ့်မယ်။အဲဒါကြောင့်ဒီလောက်နဲ့ပဲကျွန်တော်တင်ပြပေးလိုက်ပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ကျွန်တော်ကြောသွားပါ။